ြန်ကြည့်မိတာ United fan တွေဂျီနူပြောရွှေမြတ်ရေဝဲရတဲ့မမေနိုင်စရာညညအကြောင်း United ပရိသတ်တွေတော့မရေမရနိုင်ဆုံးသောညတွေတည်းကတညကတော့2008 Champions League Final ဖြစ်ပါလိမ့်မယ်။ရန်ကုန်စိတ်လှုပ်ရှားမှုပြည့်နဲ့ကြီးရှိခဲ့ပြီးတော့ပွဲတွင်း drama ဆန်ဆန်အခိုက်အတန့်တွေကြောင့်တော်လီရင်ခုန်ခဲ့ရမှာပါ။ United နဲ့ပတ်သက်ရင်မှတ်ရတွေအများကြီးပဲ။မြန်မာပြည်ကပရိသတ်တူအနေနဲ့ကတော့မြန်မာဆန်ဆန်လွမ်းမောစရာတွေပေါ်ခဲ့တာပေါ့။လမ်းလေလေးဆိုင်မှာစားသမျှကြားသိငွေပြီးထိုင်ကုန်ကြီးပေးပြီးတော့ကြီးကဲအနေတွေ11 channel က United ဈာမပုံတွေကတ်ကြီးနဲ့ညှက်ပြီးအခမ်းအနားမှာကတ်ထားခဲ့တာတွေ PlayStation 2ကစားခဲ့စဉ်က United တသိန်းနဲ့ကိုပဲဇွဲအမြဲကိုင်းခဲ့တာတွေစုံလို့ပါပဲ။နောက်ရှိ Champions League ဆိုတာကလည်းဘောလုံးပရိသတ်တွေအတွက်အမှတ်ရစရာညာချမ်းတွေပါ။1999ခုနှစ်မှာ United တို့ Champions League ရခဲ့ပေမယ့်အဲတုန်းကပွဲစဉ်တွေကဓာတ်ရကြီးစုခဲ့ရတာမဟုတ်ပါဘူး။လျှက်စမီမရတာ TV မရှိတာထိုင်းစလောင်းမတက်ထားနိုင်တာစသဖြင့်အကြောင်းမျိုးကြောင့်အဲတုန်းကပွဲတွေကအများအပြားတိတ်ခွင်နဲ့ပြန်ကြည့်ရတာများပါလိမ့်။နောက်ရှိကတော့ United ပရိသတ်တွေတော်များများဓာတ်ရိုက် live ကြည့်ခွင့်ရခဲ့တဲ့ပွဲပါပဲ။လပိတ်တမ်းမှာခွေးချီကုန်လေးနဲ့ထိုင်ပြီးတော့လူကြိုက်တဲ့ဒိုစီကားနေမယ်။ ိုသွင်းသွားတဲ့အတန်နဲ့ကြီးနဲ့တခဲနဲ့អော်ခဲ့ရတာလည်းအမှတ်တရပါပဲ။နောက်ရှိက Ronald Reagan ဇာမဘွားပြီးဖောင်ရောက်နေတဲ့ကာလပါ။ Veroni Divas Nani Pajisan တို့ကလည်းဇာမဘွားအညွန့်တလူလူတက်နေတဲ့ချိန်တပတ်မှ Chelsea ကလည်း Lambert Draw ပါ Ballack တို့လိုဇာမဘွားအကောင်းဆုံးချိန်ရောက်နေဇာမရီနဲ့ဆိုတော့ဘွဲရ Draw လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့တာပါ။ United ကအုပ်စုစည်းနေမှာ Lyon Roma Barcelona တို့ကိုကြော်ဖြတ်ခဲ့ပြီးတော့ Chelsea ကတော့ Olympiacos Fenerbahce Liverpool တို့ကိုကြော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပခဲ့ပြီးတော့ဒီ final ဟာ ယူစီအသမိုင်းရှောက်ပထမဆုံးအင်္ဂလန်လိနှစ်သင်းထိတိုက်တွေ့ကြတဲ့ All English Final ဖြစ်ခဲ့ပါတယ်။ Chelsea ဘက်ကပထမမပြီးသေးခင်မှာပဲလမ်းဘက်ကခြေပါကိုပြန်သွင်းသွားခဲ့ပါတယ်။လူစားဝင်လာတဲ့ Rodriguez က John Terry ရဲ့ကန်ချက်ကို6စီးပွားနဲ့အချိန်မီရှင်းခဲ့တာလည်းမှတ်မှတ်ရပါပဲ။တာမန်ပွဲစားချိန်မှာတည်ကြနေကြလို့အချိန်မူကန်ခဲ့ရသေးပြီးတော့ချိန်မှာ draw ပါ Vidic ကိုပြတ်တန့်ကျူးလွန်ခဲ့လို့ဝါကတ်ထိခဲ့တာပါ။အဲလိုနဲ့ပွဲက penalty ဆုံးဖြတ်ခံဖို့အကြောင်းဖန်လာခဲ့ပါတယ်။ပထမ၅လုံးမှာ United ဘက်က Tevez, Hargrave, Nani, Carrito ဝင်ခဲ့ပေမယ့်အများနဲ့ penalty ဆိုရင်တည်ကြတဲ့ Ronaldo ကလွဲခဲ့ပါတယ်။ ်ဂျက်စပါကဘောလက်ဘယ်လက်ဒီလမ်းဘက်အစလီကိုတို့ဝင်ခဲ့ပြီးတော့နောက်ဆုံးကန်တဲ့ဒယ်ရီသာဝင်ဂျက်စီတို့ချန်ပီယံဖြစ်မှာပါဒယ်ရီကလည်းစိတ်လုံးရှားနေပြီးတော့ကန်ချက်လွဲကချော်လဲပြီးတော့ဖင်တိုင်းကြာသွားခဲ့ပါတယ်အဲ့လိုနဲ့ United တို့မဆုံးမဲနဲ့မဝင်ထွက်ရမဲ့ပနတီကိုဆက်ကန်ခဲ့ရပါတယ် United ဘက်က Anderson နဲ့ Gates တို့ပနတီဝင်ပြီးတော့ Chelsea ဘက်ကကာလူးဝင်ပေမဲ့အ ਨੇ ကားမဝင်ခဲ့တာကြောင့် United တို့ချန်ပီယံဖြစ်သွားခဲ့ပါတယ် United တို့ချန်ပီယံဖြစ်တဲ့ရာသီမှာမှတ်မှတ်ရပြောစရာကစားမကတော့ Ronaldo ပါပဲ Ronaldo ကချန်ပီယံလိမှာ Messi, Torres, Drogba တို့ကြော်ဖြတ်ပြီးတော့စူပေါင်းသွင်းကို၈ဂိုးနဲ့ ကိုသိမ်းပြည့်စုရခဲ့ပါတယ်။ United နဲ့ Premier League လည်းရ၊ဥရောပရွှေဖနှက်စုလည်းရခဲ့တယ်လို့2008 Ballon d'Or စုကိုလည်းငြင်းပွားဝယ်ရာမရှိထားတဲ့တန်ရရှိခဲ့တာပါ။ Charles Ferguson ရဲ့နီးပြားဘဝနောက်ဆုံးနှစ်တွေမှာ United Champions League ဖလားကိုအကျဉ်းရဖို့နှီးစပ်ခဲ့ပါတယ်။၂009မှာနှစ်နှစ်ဆက် Champions League Final တက်ခဲ့သေးပေမယ့် Barcelona နဲ့တွေ့ဆုံခဲ့ပြီးတော့ Champions စုတော့မရခဲ့ပါဘူး။ဘာဖြစ်ဖြစ်ပါ2008 Champions League ကတော့ United အတွက်မှတ်တရဖြစ်စွာ Rolly ကောင်းခဲ့တဲ့ Final ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ လောက်ချီစီရောက်ဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလိကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်